ဂျပန်နိုင်ငံကရေစီးခေါက်ဆွဲလို့ခေါ်တဲ့ခေါက်ဆွဲဟာအခြားသူတွေရဲ့မျက်လုံးထဲမှာတော့တွားရည်ခေါက်ဆွဲပါပဲ။ဘာလို့ဒီလိုပြောတာလဲဆိုတော့အခုတွေးနေရတဲ့လူတစုကလူကြီးမင်းကိုပြောပြပေးပါလိမ့်မယ်။ထိတ်ဆုံးကလူတစ်ယောက်ကခေါက်ဆွဲကိုချလိုက်ဖို့ပဲလိုပါတယ်။ခေါက်ဆွဲကအောက်ကိုရေစီးနဲ့အသားလေးမျောလာမယ်။အောက်ဘက်ကလူကလက်ဦးအောင်ဖမ်းဆားဖို့ပဲလိုပါတယ်။ပုဂံတွေကဆော့တွေကိုနှိမ့်လိုက်ပြီးပါဇက်တွေကိုတစ်ခါတည်းထည့်လိုက်တယ်။အကယ်၍လက်နေမယ်ဆိုရင်တော့အခြားသူစားတော်တာကိုတည်ရကြပြီးတော့ပဲကြီးနေနိုင်ပါမယ်။ ဒီအေးလေးတငုံနဲ့တွဲတောင်းမယ်ဆိုရင်တော့ဒီနွေရာသီရဲ့အေဂျင်မှုကနောက်ထပ်ထပ်မြင့်လာသလိုပဲဖြစ်ပါတယ်။ကောင်မလေးမှာထူးခြားတဲ့လှုပ်ရှားနိုင်စွမ်းရှိပေမဲ့လည်းဆိုးရွားတဲ့အနေအထားမှာရောက်နေပါတယ်။ကြားလာတဲ့ခေါက်ဆွဲကိုဥဆုံးရဖို့အမြဲတမ်းအခွင့်အရေးမရရှာဘူး။တုံးလေးကားလောက်လွတ်ပြီးတဲ့အဆုံးမှာတော့ကောင်မလေးကတိခတ်နိုင်စွမ်းတဖြည်းဖြည်းနေလာပြီးဖြစ်ပါတယ်။စိတ်ထဲကမပါတဲ့ပြုံးလေးနဲ့ပြုံးနေရတယ်။ကောင်မလေးရဲ့စိတ်ထဲမှာတတိတ်လေးဒီညကျစားမယ့်ညစာကိုတေချာဘောက်ခောက်ဆွဲစားမယ်လို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်မှာဂျပန်တနိုင်ငံလုံးမှာသူလောက်ရေရိုးခောက်ဆဲကိုအစားချင်ဆုံးလို့ရှိတော့မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။မကြဘူး။ကောင်းကင်ကမှောင်စာပြူလာပြီးအလောရှုပ်တဲ့တနေ့တာကုံဆုံးပြီးရင်တော့ကောင်မလေးကမာကတ်ကိုအမြဲလာပြီးတော့လှုပ်ရှားမဲ့စားစရာတောက်စရာတွေရွေးဝယ်လေးရှိပါတယ်။ခောက်ဆဲကတော့တေချာပေါက်မမေ့မဖြစ်ပေါ်တော့တေချာပေါက်ကြံတဲ့အရင်ဟင်းတွေကလည်းလိုက်ဖက်ညီအောင်တွဲဖို့လိုပါတယ်။ပါဝင်ပစ္စည်းတွေကိုတေချာလေးရွေးဝယ်လိုက်တယ်။ကောင်မလေးကအိမ်ပြန်ရောက်ချင်းညစာကိုစီစဉ်မာတော့တယ်။ပထမဦးဆုံးတေဦးနဲ့ရေစိမ်းကိုတဲလိုက်ပါတယ်။ အဲ့ဒါဆောင်နေတဲ့အချိန်မှာအသားကိုဂျင်းနူးနူးလေးနဲ့တင်းနေအောင်လိတ်ထားလိုက်တယ်။လိတ်ပြီးသွားရင်တော့စီတဝက်ထည့်ထားတဲ့အချားထည့်အိုးတွေကိုထည့်လိုက်ပါရယ်။ရေမမြုပ်တမြုပ်ထည့်ပြီးတော့ချက်တယ်။ရေနွေးပွက်လာတဲ့အထိဆောက်ပြီးရင်တော့ခောက်ဆွဲထည့်လို့ရပြီဖြစ်ပါရယ်။ဂျားတွေကအချိန်မှာအသားကိုလုံးဝချက်သွားအောင်လုပ်နေလို့ရတယ်။ခရမ်းညင်ဒီကိုအတုံးလေးတွေဖြစ်အောင်လီးတယ်။နောက်တော့စီတေအိုးတွေကိုခောက်ဆွဲပြုတ်ရည်လောင်းထည့်တယ်။အပေါ်ကနေတကြားနေနေဖြူရယ်။ချက်သွားပြီဆိုတော့လည်းရေကဲတုံးထည့်တယ်။အမဲသားပြားတွေကိုရေမာထည့်ပြုတ်ပြီးတော့ဘေးဖယ်ထားလိုက်တယ်။ အဲ့ဒီအချိန်မှာခောက်ဆွဲကကျသွားပြီဖြစ်ပါလေ။သူ့ကိုယ်ရော ရေအေးနဲ့တထက်စေဖို့လိုပါမယ်။အပေါ်ရန်ကက်စေးတဲ့အရာတာကိုဆေးပြစ်ရပါမယ်။နောက်တော့ခောက်ဆွဲကိုပကံလုံးတွေထဲမှာခွဲထည့်လို့ရပြီဖြစ်ပါလေ။ပကံတစ်လုံးထဲမှာခောက်ဆွဲပြုတ်ရေးခရမ်းညင်သည်နဲ့အသာထည့်မယ်။အပေါ်ကနေပဲပင်မောင်နဲ့ cheese ball ထပ်ထည့်တယ်။နောက်တစ်ပကံထဲမှာတော့တာဟီနီထည့်မယ်။လိုက်ဖက်တဲ့အရာကတော့အမဲသားနဲ့တခွားသီးပပားလေးတွေပဲဖြစ်ပါလေ။နောက်ဆုံးမှာအပေါ်ကနေရင်ကြီးနဲ့နှမ်းစေ့ဖြူလိုက်မယ်။ဒီနေ့အတွက်ညစာလေးကတော့အောင်မြင်စွာပြီးမြောက်သွားပြီပဲဖြစ်ပါလေ။ ကြည်လင်ပြတ်သားတဲ့ပလင်းဖွင့်တန်တတန်နဲ့အတူဝိုင်းခွက်ထဲမှာဘီယာကခွက်ရဲနေရန်တလျှောက်တဖြည်းဖြည်းနဲ့ပြည့်သွားတယ်။နောက်တော့လေချောင်းတလျှောက်ကိုအဲ့ဒီအေးများတဲ့လန်ဆန်မှုမျိုးခန္ဓာကိုယ်တစ်ခုလုံးကိုချက်ချင်းစီစဉ်သွားစေပါတယ်။ကမာလီရဲ့တဏိတာကိုအားဖြည့်ဖို့အတွက်ဘာချင်းချက်မှမရှိတော့ဘူး။ပထမဆုံးဂျင်းနုအသားလေးကိုမြည်လိုက်ပါတယ်။ဝသားရဲ့လက်ဆက်တဲ့အနံ့နဲ့ဂျင်းနုရဲ့ကြွရတဲ့အရာသာတို့ကစားရတာအရန်ကိုလိုက်ဖက်လုံးနဲ့ဘီယာတကုံတောက်လိုက်ရင်စိတ်ချနံမှုနှစ်ဆဒေါ်လာကတကယ်ပျော်စရာကောင်းပါတယ်။စားမြောက်နေရကြပြီဖြစ်တဲ့ဒီပကံလေးကခောက်ဆွဲအေးကရောဘလို့နေမလဲနော်။ အဖြေကတော့လုံးဝရှင်းပါတယ်ချီစီရဲ့အရာသာနဲ့ခေါဆွေရဲ့အစီအနှစ်တို့ကလက်ဆက်တဲ့ဟင်ရည်နဲ့လိုက်ဖက်တယ်စားလိုက်တဲ့အလုံတိုင်းကကောင်းမွန်တဲ့အရာသာပေးစွမ်းနေပါတယ်ဘဲပင်မောင်နဲ့နဲ့နဲ့တွဲစားရင်အရာသာကပို့ပြီးတော့စားကောင်းတယ်နောက်ထပ်ပကံတွေကတာဟီနီနဲ့ခေါဆွေကတော့ငိုကလေးကစားကောင်းမိတာဖြစ်ပါတယ်တာဟီနီရဲ့လက်ဆက်တဲ့အနံနဲ့အမဲသားရဲ့အစီအနှစ်ကပါဇက်ထဲမှာထီမီလွန်နေလိုက်ဖက်ညီတဲ့တေးသွားတစ်ခုကိုဆက်ဆက်ထားသလိုပါပဲဘီယာတငုံတောက်လိုက်တာနဲ့ဒီတငုံကနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့စိတ်ချနှံမှုကိုမြင်လာစေပါတယ် ရင်တို့အသားလေးကိုပဲပီဆက်နေနေနဲ့တိုးစားလိုက်ရင်အရသာကပို့ပြီးတော့ကောင်းလာတယ်။ cheese smoke ကိုပမာဏတိုးပြီးထည့်လိုက်ရင်လန်းဆန်းနေတဲ့အထည်မှာစိတ်တဲ့အနံ့ရတာတစ်ခုထပ်တိုးလာစီပါလေ။မြေုပ်စီနေနေလောင်းထည့်လိုက်တဲ့ဒီလိုခက်ဆက်ဆက်ရတာလေးကသူ့ကိုဘီယာတောက်ချင်စိပို့ဖြစ်လာစီပါလေ။ဘီယာတကုံတောက်ပြီးတဲ့နောက်မှာတော့ကောင်မလေးရဲ့စားချင်စိကိုထပ်ပြီးတော့ဖွင့်ပေးလိုက်သလိုဖြစ်သွားပါလေ။ပါဇက်အပြည့်စားတယ်အပြည့်တောက်တယ်ရိုရှင်းတဲ့ညစာလေးကကောင်မလေးစီကိုပျော်စရာတွေအစွမ်းကုန်ယူဆောင်လာပြီးပါလေ။နနက်ခင်မှာစားတဲ့ယာကူကဘိုက်ကိုပဲဖြည့်ပေးနိုင်ပါလေ။ ဒါပေမဲ့ညာဘက်တောက်တဲ့ဘီယာကတော့စိတ်ကိုပါဖြစ်တင်ပြနိုင်ပါတယ်ကျွန်တော်ထင်တာကတော့ဘွားကိုချစ်မြတ်နိုးတဲ့သူတွေကအမြဲတမ်းဘွားရဲ့ကျင်နာတာကိုပြန်ခံစားရတတ်တယ်ဆိုတာပါပဲ